အလုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ဘေယွန် education easy ကျဲ့ရုံးသုံးချောင်းတော့ microsoft word အသုံးပြုပုံများဒီ playlist ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမကဒီဘောနောဒီ microsoft word ကဲ document တွေကိုဖန်တီးခဲ့အခါကျမတို့တခါတလေကြာရင်ဒါလက်စမီအခက်ခဲကြောင့်ဒါမဟုတ်တဲ့ခါကျလည်းကိုယ့်ရဲ့မတော်တဆမှုကြောင့်တခါတလေ file လေးတွေကိုပြန် save မိတာလေးရှိရပေါ့ဒီတခါကျရင် save လုပ်ထားတဲ့ file တွေကိုဘယ်လိုမျိုးပြန်ပြီးတော့ ဒီဘာလို့ restore ပြန်လုပ်မလဲစတဲ့ဒီ tips တွေအကြောင်းကိုပြပြပြီးသွားမှာပဲဖြစ်ပါတယ်။ဒါဆိုရင်အရင်ဆုံးဒီဟာကတော့ဒါကျမဖန်တီးထားတဲ့ဒါ document တစ်ခုပေါ့နော်။အကြေးရင်းများကျမဒီဟာကို save မလုပ်ဘဲနဲ့ဒီတိုင်းဒါ don't save လုပ်ပြီးရောပေါ့နော်။ computer တစ်ခုကိုပိတ်မိလိုက်တယ်။အဲ့တော့ကျမခုနကဒီ file ကိုပြန်လိုချင်တယ်။ဒါဆိုရင်ခုန save လည်းမလုပ်ထားမိဘူးဆိုတော့ဘယ်မှာပြန်သွားရှာမလဲပေါ့။ဒါဆိုရင်ကျမတို့အရင်ဆုံး Microsoft Word ကိုပဲပြန်ဖွင့်လိုက်ပါ။ ပြီးရင်ထုံးစံအတိုင်းကိုယ့်ရဲ့ဒီ blend document တစ်ခုကိုသွားမယ်ပြီးသွားရင်တော့ကျမတို့ file နဲ့ရတော့တစ်ချက်သွားပါမယ် file နဲ့ရဒီဘက်က info ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါဒီမှာဒီဘောနော box ဒီလေးခုကြလာလိမ့်မယ်ပေါ့အဲ့မှာမှာတက်တက်တခုဖြစ်တဲ့ manage document တွေကိုဝင်ကြည့်လိုက်ပါဒီမှာ recover and save document ဆိုပြီးရရှိပါတယ်ဒါကိုတစ်ချက်နှိပ်ကြည့်လိုက်ပါနှိပ်ကြည့်လိုက်တဲ့အခါမှာကျွန်မ ဒီ save မလုပ်ဘဲနဲ့ပေါ့နော်ဒါထွက်သွားတဲ့ဒီ document နေရှိရဲ့အဲ့မှာကျမအခုနကကျမရေးနေတုံးပေါ့နော်ရေးနေလက်စာ save မလုပ်လိုက်ရတဲ့ခုနကဒီ document လေးတခုပေါ့နော်ဒါဆိုအပေါ်ဆုံးမှာဒါကျမဒီ document လေးကိုတစ်ချက်ပြန်ယူပြီးတော့ open ဆိုပြီးတော့ပြန်နေကြည့်ပါမယ်။ဟောဒါဆိုရင်ကျမခုနကတော့ဒါ save မလုပ်လိုက်ရဘူးဒါပေမဲ့ဒီနည်းလေးလေးနေတစ်စင်းကျမခုနက save မလုပ်လိုက်ရတဲ့ document ကိုတစ်ချက်ပြင်ခေါ်ပြီးတော့ဒီတစ်ခါကျရင်เนาะကျမတို့ save as လေးနေပြီးတော့အလွယ်တကူဒါခုနကကျမတို့ဒီအပိုင်းလေးကိုပေါ့နော်ပြန်ပြီးတော့ဒီ document လေးကိုပြန်ပြီးတော့ save လုပ်လို့ရသွားပြီဖြစ်ပါတယ်။ဒါဆိုရင်ပုံမှန်တိုင်းထုံးစံတိုင်းမိမိ save လုပ်ခြင်းတဲ့နေရာမှာ save လုပ်ထားလိုက်လို့ရပါပြီ။ဒါဆိုရင်ဒီနီလန်းလေးကတော့ကျမတို့ပုံမှန်အပြင် ဒါဒီနီလန်းလေးကတော့ပုံမှန်အပြင်ကျမတို့ဟိုဒီ document ကိုဖန်တီးနေရင်မတော်တဆ safe မလုံးမိလိုက်ပဲထွက်သွားတာမျိုးဒါမမဟုတ်တဲ့ခါကျရင်လုံးလက်ဆိုင်ကြီးတက်လက်နဲ့ဒါတခုခု error တခုခုကြောင့်ပေါ့နော်ဒီ document ကိုမ safe မိလိုက်တာမျိုးရှိတဲ့အခါမှာအလွယ်တကူနဲ့မိမိ ရိတ်ထားတဲ့ document တွေကိုဘယ်လိုမျိုးပြန်ပြီး restore လုပ်အောင်လဲဆိုတော့ tips လေးပဲဖြစ်ပါတယ်။ဒီနီလန်းလေးကအလုံးအတွက်အကျိုးရှိမယ်လို့လည်းထင်ပါတယ်။ဆက်လက်ပြီးတော့ကျမတို့ဒီ YouTube channel ကနေပြီးတော့လည်းဒီရုံးသုံးချောင်းသုံးပေါ့နော် Microsoft အသုံးပြုပုံများဒီ tips လေးကနေပြီးတော့နောက်ထပ်အသုံးဝင်တဲ့ tips လေးတွေကိုလည်းပြပြပေးသွားမှာမို့လို့အလုံးမဲ့ဆက်မြည်ကြည့်ပေးပါအောင်ရှင်။အလုံးကျေးဇူးများကြီးတင်ပါတယ်။